အာဖရိကတရဲ့ဒါယူဂန်နာဆိုတဲ့နိုင်ငံမှာဒီကျွန်တော်တို့မြန်မာနိုင်ငံကထေရဝါဒဗုဒ္ဓဘာသာကရောက်ရှိနေတော့တွေ့ရတယ်ပေါ့နော်ဒါဝိမေသူတို့နိုင်ငံရဲ့ဒီရင်ကျိမှုအနေထားတွေရပြီးတော့ဒီဗုဒ္ဓဘာသာယဟန်တွေတိလရှင်တွေကိုမမြင်ဘူးကြဘူးပေါ့နော်မမြင်ဘူးတာရဲ့ပို့ပြီးတော့စိုးတာကပေါ့နော်ဒီကျွန်တော်တို့ဒီထေရဝါဒဗုဒ္ဓဘာသာယဟန်တော်တွေရဲ့ဝတ်ပုံစားပုံကဒီသူတို့နိုင်ငံက ီအောင်လန်းဆရာကြီးရဲ့ဒီဥပုံစားပုံနဲ့တွားပြီးတော့ညီတွားပြီးတော့တူနေတယ်ပေါ့နော်အဲဒီလိုအနေထားမှာဒီဖုန်းရည်အနေနဲ့ဒီလောက်ရကန်ရတာခက်တယ်အခါကျတော့ဆုံးခံကြွားလို့ရင်တော့မှအဆင်မပြေတဲ့အနေအထားတွေရှိနေရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာဒီပြီးတော့မှဆိုရင်ဒါသူတို့ပြင်ဘက်ကိုဒီတိုင်းထွက်ရင်တော့ဗာဒါအိမ်ညို့သွားတယ်ပေါ့နော်ဘာလို့ဆိုအဓိကတော့ဒီရဟန်းတစ်ပါးရဲ့ဒီအောက်လန်းဆရာနဲ့တူတယ်ဆိုတဲ့အချက်ကပေါ့နော်ဒီပကုံးတစ်ဖက်ပေါ်ထားတဲ့အချက်ပေါ့နော် ဒီရာပဲသူတို့အော်လန်းဆရာနဲ့တွားပြီးတော့တူစီတာပေါ့နော်အဲ့ဒါကြောင့်မလို့သူကပခုံးတွေကိုအဲမဖို့မပေါ်အောင်ဒီအင်ကြီးကိုဟုတ်ပြီးတော့ဒီကြွားထဲမှာသူကြွားကြတယ်တချို့ကြတော့လေတင်ငန်းယုံပြီးတော့ပေါ့နော်ဒီဆွမ်းကကြွားလို့ရင်ယုံတဲ့တင်ငန်းယုံပုံယုံဒီမျိုးပေါ့နော်အဲဒီလိုပုံစံမျိုးနဲ့ဒီတင်ငန်းယုံပြီးတော့ဒီမြို့ရွာထဲကိုတွားကြတယ်အဲလူတွေကတော့ပေါ့နော်သူတို့ဘာလဲပေါ့ဘာလဲအော်လန်းလား ပါလေမမြင်ဘူးတဲ့ပုံစံမျိုးတွေနဲ့ဒါကြည့်ကြတယ်ပေါ့နော်ယူဂန်ဒါနိုင်ငံကိုရောက်နေတဲ့ဒါမြန်မာဒါထေရဝါဒပေါ့နော်ဗုဒ္ဓဘာသာတာသနာနဲ့ပတ်သက်ပြီးတော့ပေါမခချုပ်ဆရာတော်ဘုရားကြီးဟောထားတဲ့ဒီတရားတော်တပုံလေးရှိတယ်ပေါ့နော်အဓိကတော့ဒါယူဂန်ဒါဆရာတော်အရှင်ဗုဒ္ဓဓမ္မရခိတပေါ့နော်ဒီဆရာတော်ရဲ့အကြောင်းကိုပေါမခချုပ်ဆရာတော်ကြီးဟောကြားထားတာဖြစ်ပါတယ်အဲနောက်မှဒီတရားလေးကိုနားလို့ရပါတယ်အပိဓမ္မာသေနံဖွင့်အဲ့ဒီဗိဓမ္မာသေနံဖွင့်တော့ အာဖရိကဥစ္စတမပါလာကျန်ကျန်ပါမသူ့သားရောင်ကအားလုံးသိကြတဲ့အတိုင်းအာဖရိကဆိုမဲနေတာသာသူကဘယ်ကတော့ဆိုယူကန်ဒါနိုင်ငံကယူကန်ဒါနိုင်ငံဆိုတာတခါတော့ကစစ်ဘူကြီးအာမင်ဆိုတဲ့စစ်ဘူကြီးအုပ်စိုးခဲ့တဲ့နိုင်ငံတစ်ခုပေါ့နော်မှန်ပါပါအဲ့ဒီယူကန်ဒါနိုင်ငံကဦးစင်သူပါလာအသားတော့ မြန်မာလူမျိုးတွေခေါင်းပေါ်စပယ်အယောင်တိုင်းမှာသို့တော်သူကသဘောကောင်းတယ်စကားပြောရင်ရည်ပြီးတော့မှပြောတယ်ရည်လိုက်တော့နဲ့တပြိုင်နဲ့ဖွေးနေတာပဲအကုန်လုံးနော်အမဲအောင်ကြားတဲ့ကသွားပစ်ဆော့ဩတို့ငယ်ငယ်တော့ဒီလိုဖွေးနေတာရဆုံးရဘူးသူ့ကြတော့ဖွေးဆော့အဲ့ဒီယူကနာဦးစင်းဆိုလို့ပြောအောင် သူကချမ်းမြေ့ရိတ်တာမှာရမ်းခံရမ်းခံပြီးတော့သူ့ဝယ်ရတော့ဘုရားရခိတာနဲ့အတော်အဟောဆယ်ကောအာဖရိကနိုင်ငံကဘုန်းကြီးဖြစ်တယ်ဆိုတော့အဟောကတရားနာအထုတ်ရင်ဘုရားဘာသာတရားတော်ကိုသဘောကျပြီးတော့ရဟန်းဝတ်တယ်အဲ့ဒီမှာဘုန်းကြီးတို့ဘီးတို့မှာသင်သင်တန်းတက်တဲ့အချိန်မှာသူကမေးတယ်တခွ သူယူကန္ဒာနိုင်ငံကိုပြန်မယ်တဲ့အဲ့ဒီလိုပြန်သွားလို့ရှိရင်တဲ့အခုဒီဗမာပြည်မှာတန်ခါးတွေသင်္ကန်းရမ်းထားတဲ့ပုံစံတွေကပခုံးကြီးတစ်ဖက်ပေါ်ထားသူတို့နိုင်ငံမှာအဲ့ဒီလိုပခုံးကြီးတစ်ဖက်ပေါ်ပြီးတော့ရမ်းထားတဲ့လူကိုမြင်လို့ရှိရင်နော်မာထင်လုံးဆိုလို့ရှိရင်အောင်လန်းဆရာကြီးလို့ထင်တယ်လူတွေကသိကြမဟုတ်ဘူး ông nói sẽ gì mà hôm nay đáp nhận nhận đáp điều mò đi câu gì đi đáp cho nhận đáp đại lục số gì đó lưu đi gan bố này bố nói chuyện cho nhà khả mà cho thế rồi ví dụ cái lô à sẽ rõ cha về làm ông em biết ai nếu mà lưu mà miền lưu mà miền này nó đi đâu này bỏ qua luôn lưu miền quên cho mà số nói chuyện đó lúc tiền ăn dùng mà lưu dùng đi mà thôi thế là rồi miền bỏ không được phải mà bỏ không à hàng gia bị. thì bây giờ điều đây là toàn tiền ăn ရောက်ပြီးတော့သွားပါမယ်။အဲ့လိုနောက်သူပြန်သွားတယ်။ပြန်သွားပြီးတော့နောက်ဆောင်းမလေးတစ်ပုဒ်ရေးတာပါလေရတယ်ပေါ့။သူပြန်သွားတဲ့အခါကျတော့ဒီဟိုနိုင်ငံကဘုရားယုံဘွားတော်တစုပဲ့။အဲဒီဟိုမှာဘုရားယုံဘွားတော်ဆိုတာဘာနဲ့လောက်ထားတော့လို့ဆိုတော့အဖြစ်ရော နော်အဖြူရောင်ဒီဓမ္မကြီးကကျောက်ဆင်းတူလို့အကြောင်းပြောပေါ့ပလာစတာရုပ်ပလာစတာနဲ့ပုံသွင်းပြီးတော့လုပ်ထားတယ်ဘုရားရုပ်ပေါ်တော့အဲ့ဒီဘုရားရုပ်ပေါ်တော့တဆူသူပြင့်သွားပင်သွားတဲ့ကသူကဘလို့လုတ်ပင်သွားတော့ဆိုတော့အဲ့ဒီဗုဒ္ဓရုပ်ွားတော့ကြီးကိုသူ့ပါလာတဲ့သင်္ကန်းနဲ့ထုတ်ပြီးတော့အဲ့ဒီအထုပ်ကြီးနဲ့ယူသွားတာသူတို့နိုင်ငံရောက်တဲ့အခါကျတော့ immigration ဆိုတာရှိတယ်နိ လူဝင်မှုကြီးကြပ်ရေးတို့ custom တို့ဆိုတာဗာဒီပါတော့စစ်ဆေးတဲ့လူတွေပေါ့အကောက်ခွန်ဌာနသူ့ထုတ်ကြည့်ဖြီးခိုင်းတာဖြီးခိုင်းတဲ့အခါကျတော့ဘုရားရဲ့ဘွားတော်ကြီးတွေ့တော့သူကဖရာပုံလို့ဘယ်မှမသိဘူးအဲ့မသိတော့မင်းဒီနိုင်ယူကြည့်ပါဦးရှူလားဒီနဲ့ယုတ်ကြီးကလို့ရှိလာတာဆိုသူကရှင်းပြတယ်ဒါနဲ့ရောမဟုတ်ဘူးဘုရားယုံွားတော်လို့ခေါ်တယ်ဘုရားမသားတွေကိုယ်ပဲတဲ့ ုရားရဲ့ယောဂဆင်းတို့တော့ပဲဆိုတော့ရှောင်းရှင်ယူပါယူပါဒါကြီးကိုဆုံးပြီးတော့အဲ့ဒီဘုရားရဲ့ဘဝတော့ယူဘုရားဘာသာလည်းအဲ့ဒီနိုင်ငံမှာရှိတာမဟုတ်ဘူးဘယ်သူသူအရင်စီးရုံရတော့ဆိုတော့သူအမေကိုအရင်စားစီးရုံသူတို့ကလည်းတခြားဘာသာဝင်နေပုံသူတယောက်ကဘုရားဘာသာဝင်ဖြစ်အိမ်ရောက်တဲ့အခါကျတော့ဒီယုတ်ကြီးတင်းလာတော့ဘုလူကမျက်စောင်းထိုးဒီလူကမျက်စောင်းထိုး အဲသူကဘုရားရုပ်ဘွားတော့သူနေတဲ့အခန်းထဲမှာထားပြီးတော့သူ့အမေကတော့သူ့ဘောမှာတန်ရစေရှိတာကိုမိဘဆိုတာတာသမီးဘောမှာတော့လည်းတန်ရစေရှိတာပေါ့အဲ့တော့သူ့ဘောကအကြောင်းတွေကိုရှင်းပြတရားဓမ္မဟောပြပြီးစီယုံတဲ့အခါကျတော့သူ့အမေကရေးရေးစိတ်ပါလာပြီးတော့ဘုရားမှသာပဲပြောင်းသွားတယ်နောက်ပြီးတော့သူ့ညီမတွေတို့အားလုံးကအမဲတွေကြီးပဲပေါ့ အဲ့ဒါလေးကိုတစ်ချိန်လေးစီးရင်လိုက်တာသူ့အိမ်ကမိသားစုကတော့ဘုရားဘာသာဖြစ်သွားပြီတဲ့။နော်။ဘယ်နဲ့ကူနဲ့ဘုရားဘာသာဖြစ်ရတာမဟုတ်ဘူး။သူအဲ့လိုနဲ့စီးရင်ပြီးတော့သူ့မိသားစုကနေစပြီးတော့ဘုရားဘာသာဝင်ဖြစ်အောင်သူစူးစမ်းနေတယ်။နော်မြန်မာလိုဆိုရင်တော့ဒီမှာအွန်လိုင်းဆရာတွေဒီလိုပဲဝတ်ကြတာပေါ့နော်။သူတို့မှကျတော့အယောင်ဆောင်နေဖြစ်တယ်။ကိုစင်တော့ကျတော့အယောင်တယောင်တည်းကိုပဲဒီလိုဝတ်တယ်ဆိုဝတ်တာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးပေါ့နော်။ ကွင်းနေနဲ့ကတော့အောက်ကိုအပြင်သွားရမယ်ဆိုလို့ရှိရင်ဒါဘာတွေလဲဘာလို့ဒါလဲဆိုတော့အကြည့်မျိုးနဲ့တချို့ကအကြည့်ကြတယ်တချို့ကတော့ဒါဘုဒ္ဓစ်မက်ဘုဒ္ဓစ်နော်ဗစ်ဆိုတချို့ကတော့သိကြတာပေါ့နော်တချို့ကတော့မသိကြဘူးအဲ့တော့ဟိုညလုံးပေါင်းများစွာကဒီဟိုဟောပြအောင်ပါပေါ့နော်အာပြင်ဆင်အောင်ပါပေါ့ဒီမြန်မာများအောင်ပေါ့နော်အော်မြန်မာများဖို့အဲ့ဒါကအဲ့မြန်မာများကမှဒါကဘာတူလဲဆိုတာကမှအဲ ပြည်ပြည်ရှင်းနေပြီဟိုဘာကဘာတော့မယ်ဟိုအပြစ်မှာဟိုစုံစမ်းကြမှာပေါ့နော်လေ့လာကြမှာပေါ့အခုလောလောဆယ်ကတော့အာအဓိကအခက်ခဲကအဲ့ဒါလေးပါပဲအမြင်နည်းနည်းစိမ့်တာပေါ့နော်အမြင်စိမ့်တဲ့အတွက်အာပြည်ဥစားလည်းဘာတွေလဲဆိုတော့အကြည့်မျိုးတော့ရှိတာပေါ့နော်ဒါပေမဲ့ရန်လိုတဲ့အကြည့်မျိုးမုန်းတဲ့အကြည့်မျိုးဟိုမနစ်မျိုးတဲ့အကြည့်မျိုးတော့မရှိပါဘူးဘာကြီးလဲဆိုတော့စိတ်မျိုးပဲရှိပါတယ်ရန်လိုတာဘာမှမရှိပါဘူး seven 左右，嗯。